င်္ဂလာပါရှင်လူလက်တဲ့အာရှအတန် RFA ရဲ့2025ခုနှစ် match လ9ရက်တောက်ချနေညပိုင်းစီစဉ်တွေကို American ပြည်တော်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမတိရီမင်းစင်ပါရှင် ဒီနေ့စီစဉ်မှာငတိုင်းကျောင်းမှာစစ်ကောင်စီတပ်ထိုးစစ်ကြောင်းအေအေနဲ့တိုက်ပွဲပြင်းထန်နေတဲ့တဲ့ကြောက်ဖြူနဲ့စစ်တွေမှာပုံကျဲခံရပြီးအိမ်နှရာလောက်မီးလောင်ပျက်စီးတဲ့တဲ့မြမမျိုးသမီးဆယ်တန်းကျော်အကူအညီလိုအပ်နေတဲ့တဲ့စာရီကိုကြားဖို့ရှိပါရဲ့ရှင်အေရီတိုင်းရေကြီးမြို့နယ်ငတိုင်းကျောင်းမြို့ရခိုင်ရိုးမှအနီးတစ်ဝိုက်ကအရခတက်တော်တပ်ဖွဲ့ဝင်တွေရှိနေတဲ့နေရာကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီနေ့ထိတိုက်ပွဲတွေပြင်းထန်နေရလို့ဒေသခံတွေကပြောပါဗယ်ကွင်းကလေးနဲ့စင်ကနီကုံရွာတွေနားကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာအပြင်စက်တက်လီဒီနဲ့ပါတိုက်ခိုက်နေတာလို့ပြောပါဗယ်တိုက်ပွဲကြောင့်နှစ်ဖက်ထိခိုက်သေဆုံးတဲ့အသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်အခုတိုက်ပွဲဖြစ်နေတဲ့နားကတက်ကက်ပြင်းရွာကိုစစ်ကောင်စီတက်အင်အားတရာလောက်မက်ရှလာ၄ရက်နေကပို့ဆောင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဦးကင်းရွာနယ်စစ်တွေမြို့နယ်ဝါဘူရွာတွေကို စစ်ကောင်စီတပ်ကဒရုန်းနဲ့မင်းကြီးကဘုံကျဲတိုက်ခိုက်တာကြောင့်အိမ်လုံး200လောက်မီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါရတယ်။ အင်ဂျီ190ကျော်ရှိတဲ့ဥကင်းရွာမှာရွာလုံးကျွတ်နေပါမီးလောင်ပျက်စီးသွားပြီးဝါဘိုရွာကအိမ်35လုံးမီးလောင်ပျက်စီးသွားပါတယ်။ဥကင်းရွာဟာစစ်ကောင်စီတပ်နဲ့အာရခတပ်တော်တို့တိုက်ပွဲဖြစ်ပွားတဲ့နေရာနာမှာရှိပြီးဒညရီရေတပ်ဌာနချုပ်နဲ့3မိုင်လောက်ဝေးပါတယ်။အဲ့ဒညရီရေတပ်ဌာနချုပ်ကနေဒရုန်းနဲ့ဘုံလာကျဲကြတာလို့ဆိုပါတယ်။ ကြောက်ဖြူမြို့နယ်မှာလက်တလောတိုက်ပွဲတွေကြောင့်ထွက်ပြေးတင်းလျှောက်သူ1000ကျော်နဲ့တိုက်ပွဲမဖြစ်ခင်ကတည်းကကြိုတင်တင်းလျှောက်သူ1000ကျော် စုစုပေါင်းထွက်ပြေးတင်းလျှောက်နေရသူ2000ကျော်ရှိလာပြီလို့ဒေသခံတွေကပြောပါတယ်ရှင်မြန်မာနိုင်ငံကမြို့နယ်ပေါင်း330ကအမျိုးသမီးနဲ့ကလေးငယ်10တက်သမ4တန်းဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNO ခြားကမနေ့ကသတင်းထုတ်ပြန်ပါတယ် ဒီထဲမှာအမျိုးသမီး9.3တန်းနဲ့မိန်းကလေးငယ်3.3တန်းပါဝင်ပြီးတနိုင်ငံလုံးကအကူအညီလိုအပ်နေသူအားလုံးရဲ့52ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်လေးနှစ်ကြာဖြစ်ပွားနေတဲ့အကြက်တဲတွေနဲ့ပဋိပက္ခတွေပြင်းထန်လာတဲ့နောက်အမျိုးသမီးနဲ့မိန်းကလေးငယ်တွေဟာကြားမအခြေပြုအကြမ်းဖက်မှုလူကုန်ကူးမှုခေါင်းပုံဖြတ်ခံရမှုစီးပွားရေးဆိုင်ရာစိန်ခေါ်မှုတဘာဝဘေးဒဏ်ရဲ့ရိုက်ခတ်မှုတွေအပြင်ပညာရေးနဲ့ကျန်းမာရေးကန့်သက်ခံနေရတယ်လို့ဖော်ပြပါရရှင် ရန်ကုန်မြို့တက္ကသိုလ်ရေးသားလန်ကအမွေဆိုင်အငင်းပွားမှုရှိနေတဲ့ချမ်းမှတ်54နဲ့နေအိမ်ကိုကျန်းကင်းစီလျှော့ပြီး၄ချိန်မြောက်လေးလံတင်ရောင်းချဖို့ဦးအောင်ဆန်းဦးဘက်ကတင်ပြထားချက်ကိုဒေါန်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကမနေ့ကရုံချိန်မှာကန့်ကွက်လွှာတင်လိုက်တယ်လို့တရားရုံးနဲ့နှီးဆက်သူတွေကပြောပါရယ်ဒီအိမ်နဲ့ခြံကို၃ချိန်တိုင်းလေးလံတင်ရောင်းချခဲ့ပေမဲ့မအောင်မြင်တဲ့အတွက်ဈေးလျှော့ပြီးတော့ထပ်မံလေးလံတင်ရောင်းချဖို့တရားရုံးကိုရှောက်ထားတာဟာဥပဒေနဲ့မညီဘူးဆိုပြီးကန့်ကွက်ခဲ့တာလို့ဆိုပါရယ်ရှင် ကင်းပြည်နယ်မြောက်ရီမြို့ငွေလိန်လုပ်ငန်းကဖမ်းဆီးထားတဲ့တရုတ်နိုင်ငံသား456ယောက်ကိုကင်းနယ်ကြားဆောင်တပ် BGF နဲ့စစ်ကောင်စီတို့ကထိုင်းရနာပိုင်းနေစီဒီနေ့ထပ်မံလွှဲပြောင်းပေးပါတယ်။ထိုင်းမြန်မာနယ်စပ်မဲဆောက်မြောက်ရီတရားအမှတ်နှစ်ကနေတဆင့်ထိုင်းကိုပို့ဆောင်ပါတယ်။မဲဆောက်ကနေတရုတ်နိုင်ငံကို၄ချောင်းနဲ့6ကျင်းပို့ဆောင်ပေးတယ်လို့မြောက်ရီ BGF ကိုကဲရုံသတင်းရင်းမြစ်ကပြောပါတယ်။မြရီမျိုးကငွေလိန်လုပ်ငန်းတွေရှိတဲ့ရွှေကုတ်ကူနဲ့မက်သထော်လီကျေးရွာနာက KK Park, AA Park, ဧကတရာချန်ဝင်းတွေကနေဖမ်းဆီးထားတဲ့တရုတ်နိုင်ငံသား1439ယောက်ကိုစစ်ကောင်စီဌာနဆိုင်ရာတွေကစစ်ဆေးမှတ်တမ်းယူပြီးထိုင်းရနာပိုင်းတွေထံလွှဲပြောင်းပေးနေတာဖြစ်ပါတယ်ရှင်။သတင်းလေးကိုထုတ်လင်းခဲ့တာပါဆက်လက်ပြီးသတင်းဆောင်မတွေကိုထုတ်လင်းပါမယ်။ကချင်ပြည်နယ်က KIA ထိန်းချုပ်ဒေသတွေမှာစစ်ကောင်စီကစီးရီးပို့လှုပ်ရှားလာတဲ့အတွက် ဖားကတ်မြို့နယ်က KIA ရှေ့တန်းစခန်းတစ်ခုမနေ့ကလက်လွတ်လိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။အပြည့်အစုံကိုမတ်ထထအင်ဒရာအောင်တင်ပြပါမယ်ရှင်။ကချင်ပြည်နယ်ဘုံဘုံမှာတိုက်ပွဲပြင်းထန်နေချိန်စစ်ကောင်စီတပ်ဟာ KIA တပ်စခန်းတွေကိုလေကြောင်းလက်နက်ကြီး drone တွေနဲ့ဇက်တိုက်တိုက်ခိုက်လာပြီးမြေပြင်ကနေလည်းစစ်ရေးပို့လှုပ်ရှားလာတယ်လို့ဒေသခံတွေနဲ့ KIA သတင်းရင်းမြစ်တွေကပြောပါရတယ်။ မတ်လ6ရက်နေ့ကလည်းဖားကန့်မြို့နယ်ရှတူးစွရွာအနီးဝခါရွှေမော်မှာစခန်းချရတဲ့ KIA တပ်မဟာနှစ်လောက်ခန့်တရင်14ရဲ့ရှေ့တန်းစခန်းတစ်ခုကိုစစ်ကောင်စီတပ်ကသိမ်းပိုက်သွားတယ်လို့ဒေသခံတွေကပြောပါရယ်။မြေပြင်ရောဝေဟင်ရောအလုံးအင်းနဲ့ဝင်ရောက်တိုက်ခိုက်တာကြောင့် KIA တရင်14ရဲ့ရှေ့တန်းစခန်းတစ်ခုကိုလက်လွတ်လိုက်ရတယ်လို့တနိုင်းဒေသခံတယောက်က RFA ကိုပြောပါရယ်။မင်းကဆိုရင်ဒီ KIA ရင်း14ရဲ့ ရှင်းတန်းကကင်ကုစကန်ခုကိုသူတို့အရင်ဆုံးမနေ့အစောကြီးကတော့ဂျက်ဖိုက်တာနဲ့စင်းနဲ့လေရင်ဘုံလေးလုံးအရင်လာခြေသွားတယ်တခြေပြီးတဲ့တခါလေသူတို့ဒီစီအင်အားအလုံးအရင်နဲ့ဝင်လုံးတော့ပေါ့နော်ဝင်လုံးတော့ဒီဟုတ်တခုကိုလဲလွတ်လဲရတယ်ကိုနော်အဲ့မှာလဲလွတ်လဲရတဲ့အထက်မှာစတာလင်းဒီနဲ့ဒရုန်းဘုံတီးတွေတော်တော်ပါသွားတာတွေ့ရပါတယ်ဟုတ်ကဲ့လေချောင်းနဲ့တိုက်ခိုက်ခံရခြင်း KIA စစ်သားတယောက်တေဆုံးခဲ့တယ်လို့လဲဆိုပါတယ် စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့လူမှုကွန်ရက် Telegram ဒီမှာလဲ KIA တရင်14ရဲ့ရှေ့တန်းစခန်းနှစ်ခုကိုမတ်လ6ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယမ်းတွေသိမ်းယူနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဖားကန်ဒေတာကန်တယောက်ကလည်းအခုနောက်ပိုင်းဖားကန်မှာလေကြောင်းတိုက်ခိုက်မှုပိုများလာတယ်လို့ RFA ကပြောပါတယ်။ဒီရပိုင်းတွင်လည်းကျွန်တော်တို့ခူးခြားကြပေါ့နှစ်ရသုံးရစီစတိုက်လေးရင်လာရပေါ့ဒီရပိုင်းတွင်ဖားကမှာစီရေလှောက်ရှောက်မှုရှိပါတယ်တိတ်ချတာအဲ့လေးရင်မှာပဲ အဲဖာကန်နေတဲ့ဒေတာလူတွေကတော့လေးရင်လာတယ်ဆိုရင်ကြောက်တော့ဗောကဘာကျော်ကြောက်စိမ့်တွေထွက်ရှိရာဖာကန်ဒေတာရဲ့နေမြေ80ရာခိုင်နှုန်းကို KIA ကထိန်းချုပ်ထားပြီးစစ်ကောင်စီတပ်ကတော့ဗျူဟာကုန်းအပါဝင်တပ်စခန်း5ခုလောက်သာထိန်းချုပ်ထားနိုင်တယ်လို့ဆိုပါတယ်ညကြီးနားနဲ့ဝိုင်းမော်ဘတ်မှာစစ်ကောင်စီတပ်ကစီးရင်လှုပ်ရှားမှုတွေရှိသလိုငိုကောင်းနဲ့မူးညင်းဘတ်မှာလည်းရှမ်းနီတပ်နဲ့ပေါင်းပြီးအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလှုပ်ရှားနေတယ်လို့ဒေသခံတွေကပြောပါရတယ် ဗမောမတိုက်ပွဲပြင်းထန်နေချိန်အနှောက်ယှက်ပေးချင်တာကြောင့်တခြားဒေသမှာစစ်ရေးလှုပ်ရှားနေတာလို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးက RFA ကိုပြောပါရယ်အဲကျွန်တော်တို့ဗမောဘက်မှာတိုက်ပွဲကတော့ပြင်းထန်နေတာဒါကြောင့်သူတို့လည်းအဲတခြားဘက်မှာနည်းနည်းဒီအောင်ပြတဲ့သဘောမျိုးနဲ့ကျွန်တော်တို့ နောက်အရှိပေးတဲ့ပုံစံနဲ့ကိုလိုမျိုးကျွန်တော်တို့ကအမှတ်ကိုတတ်မခဒေတာပြနေတဲ့ပကန်တို့အဲဒီပဝန်ချီမှာလာမမပုံချေတာလည်းဖြစ်နေကြကချင်ပြည်နယ်အပြင် မကွေးစကိုင်းနယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်ကတော်လိုင်းရေးတပ်တွေစုမှုထားတဲ့နေမြေတွေကိုပါစစ်ကောင်စီတပ်ကအခုရက်ပိုင်းအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မိုင်20ကျော်အကွာကတောင်ခမ်းရွာဘက်မှာလဲ TNL နဲ့မဟာမိတ်တွေတင်ထားတဲ့အရေးပါတဲ့တက်စခန်းကုန်းတွေကိုစစ်ကောင်စီတပ်ကဖေဖော်ဝါရီလကုန်ပိုင်းမှာပဲပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ RFA ရဲ့စီးရင်အရ2025ခုနှစ်ဇန်နဝါရီလကနေမတ်လ9ရက်နေ့အထိကချင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သား44ယောက်သေဆုံးခဲ့ပြီး28ယောက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်။ စစ်ကောင်စီတပ်ဟာအပူလိုင်းခြေရခံညာကြီးစနစ်ပါတဲ့နီးပညာမြင့် drone တွေကိုတနင်္ဂနွေလုံးကတိုက်ပွဲတွေမှာသုံးနေတာကြောင့်ပုံမထိခိုက်သေးဆုံးနေတယ်လို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။မတ်ရီမျိုးသူတင်ပြပါလိမ့်မယ်ရှင်။ စစ်ကောင်စီတပ်ဟာအနီအောက်ရောင်ကြီးဒါမှမဟုတ်အပူလိုင်းရှေရခန့်ညကြီးစနစ်ပါဝင်တဲ့နည်းပညာမြင့် drone တွေကိုအသုံးပြုလာတယ်လို့တိုင်းသားလက်နက်ကိုင်အဖွဲ့တရှုံနဲ့ကာကွယ်တပ်ဖွဲ့ဝင်တွေကပြောပါရယ်စစ်ကောင်စီတပ်ဟာအစစ်မြင့်နည်းပညာသုံး drone တွေကိုဗမော်မြို့တိုက်ပွဲမှာအသုံးပြုနေတယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံဘိုးမူကြီးနော်ဘူက RF ကိုပြောပါရယ်ကောင်စီကတော့ drone တွေကတော့သူတို့ night version နဲ့သုံးတာတွေကတော့ရှိပါတယ်ဗမော်ဘက်မှာတွေ့ရတယ် အာ W ရဲ့ဘုပ္ပူဒီပြောတာလဲဒုံးဒီကသူတို့အစ်မင်းအဒုံးဒီကိုတုံးတာလို့ပြောကြတယ်။နိုင်ဝါရှင်ပါတဲ့ဒုံးဒီကိုတုံးကြတယ်လို့ပြောတယ်။ညကြည်ကင်မရာပါတဲ့ drone နေနဲ့တိုက်ခိုက်လို့ထိခိုက်သေးဆုံးနေကြတဲ့မှတ်တမ်းဗီဒီယိုဖိုင်တွေကိုစစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့မီဒီယာတရှို့မှာဖေဖော်ဝါရီလဆန်းပိုင်းကစပြီးတော့ဖော်ပြခဲ့ကြပါဗျ။ ဗမော့တိုက်ပွဲမှာပါဝင်တဲ့ကာကွယ်တပ်ဖွဲ့ဝင်တယောက်ကလည်းစစ်ကောင်စီတပ်ဟာဗမော့တိုက်ပွဲအတွင်းနှိပညာမြင့် drone တွေအသုံးပြုနေတာကြောင့်ထိခိုက်သေဆုံးရတယ်လို့ RFA ကိုပြောပါရယ်။သူတို့နေရာရောင်ချီစနစ်တောင်းတဲ့ drone တွေကတလောက်လောက်ရှိပြီ။ထိခိုက်မှုတော့ထိခိုက်မှုတော့နည်းနည်းအများတော့ရှိပါရယ်။ကျွန်တော်တို့မှလက်ချက်မှရှိတယ်လို့ drone ကလာရတဲ့အတန်ကြာနေခါကြောက်လို့ပြစင်ချင်းရှိပါရယ်။ခါကြောက်လို့လည်းဘလောက်ပဲပြစင်ပြစင်ဒါကြာလာတဲ့လက်နက်က ရန်ပေါက်ွယ်အဖြစ်နဲ့ကကြိုင်။ခစားရရိုက်ဖို့လိုရှိပါတယ်။ထိခိုက်သေးဆုံးတဲ့အရေးအတွက်ကိုတော့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကထုတ်မပြောသလို RFA အနေနဲ့လည်းတိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။စစ်ကောင်စီတပ်ဟာရုရှားနဲ့တရုတ်နိုင်ငံထုတ် drone တွေတုံးနေတာဖြစ်ပြီးတော့တရုတ်ထုတ် drone တွေပုံများတယ်လို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါရတယ်။ စစ်ကောင်စီဟာ drone နည်းပညာမှာအဆင့်မြင့်လာနေပြီးတော့နည်းပညာပိုင်းမှာအသာစီးရသွားနိုင်တယ်လို့ CDM မှာပါဝင်သူဗိုလ်ကြီးစင်ရောက RFA ကိုပြောပါရယ် drone တွေပေါ့နော် drone နည်းပညာကတော့သူတို့လုံးဝတဆင့်မြင့်ရသွားတဲ့အနေအထားမျိုးရှိတယ်အဲသူတို့ခေတ်သစ်စစ်ပွဲပုံစံမျိုးကိုဆင်နွှဲနိုင်ဖို့အတွက်နည်းပညာပေါ့နော်နည်းပညာပိုင်းတွေသူတို့တွေရရှိဖို့ကြိုးစားတယ်အခုဆိုရင်လည်းရုရှားဟိုစစ်ကောင်းဆောင်ကိုယ်တိုင်သွားနေတာရှိတယ်အဲ့တော့ နည်းပညာပိုင်းဆိုင်ရာရတော့သူတို့တွေအသာစီးရလာနိုင်ွယ်ရှိတယ်အခုလိုနည်းပညာတွေအသုံးပြုလာတဲ့အတွက်စစ်ကောင်စီတပ်အားသာချက်အများကြီးရှိလာနိုင်တယ်လို့တင်ကမဟာပြူဟာလေ့လာရေးအဖွဲ့ရဲ့မှုဆောင်ညွှန်ကြားရေးမှူးဦးသိန်းထွန်းဦးက RFA ကိုပြောပါရယ်။ဒါမျိုးနည်းပညာတွေကိုလက်တွေ့စစ်မြေမှာတုံးလာတဲ့အခါကျရင်တော့အားသာချက်အများကြီးရှိလာမှာပေါ့။အဲ့တော့တေချာတာကနိုင်ငံတော် ခုနပြောလို့ပေါ့လေလက်နဲ့ဆွဲကြိုင်ပြီးတော့တိုက်ခိုက်ကြတဲ့အဖွဲ့ကြီးကလည်းပြန်စင်းသားဖို့တော့ကောင်းပါလေသူတို့ရဲ့ရထားတဲ့အရင်းမြစ်ဆိုနိုင်ငံတော်တစ်ခုလုံးရဲ့အရင်းမြစ်နဲ့ဘယ်လိုမှနိုင်ရှင်လို့မရဘူးလေမိပညာမြင့် drone တွေအသုံးပြုနေတဲ့အပေါ်တုံ့ပြန်မှုရဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖုန်းဆက်ပိတ်ထားပါတယ် RFA ရဲ့စီရင်အရာ2024ခုနှစ်အတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးကြောင်းနိုင်ငံတော်ဝန်မှအရက်သား1900ကျော်တေဆုံးခဲ့ပြီးတော့3900ကျော်ဒဏ်ရာရခဲ့ပါတယ်ရှင် စစ်ကောင်စီတပ်ကပိတ်ဆို့ထားတဲ့စစ်တွေမျိုးပေါ်မှာစစ်ပေးဒုက္ခသည်9000ကျော်စားဝတ်နေရေးအခက်အခဲနဲ့ကြုံနေကြရပါတယ်။အလောက်ကိုင်းမရှိတာ၊ကုန်စည်နှုန်းမြင့်တက်တာနဲ့အကူအညီတွေနည်းပါးတာတွေကြောင့်အခက်အခဲတွေဖြစ်နေတာပါ။မက်ဒစင်လိုင်းဆက်လက်တင်ပြပါမယ်ရှင်။ရခိုင်ပြည်နယ်စစ်တွေမျိုးမှာကုန်းလိုက်ရေလန်းတွေအားလုံးကိုစစ်ကောင်စီကဖျက်တောက်ထားပြီးတော့ကုန်စည်နှုန်းမြင့်တက်တာအလောက်ကိုင်းမရှိတာအကူအညီတွေနည်းပါးတာတွေကြောင့်မျိုးပေါ်မှာခိုလုံနေတဲ့ဒုက္ခသည်9000ကျော် အခက်ခဲနဲ့ကြုံတွေ့နေကြရတယ်လို့ဒေသခံတွေကပြောပါဗျ။အဲ့ဒီဒုက္ခသည်တွေဟာစီးရင်းနဲ့ဆက်ဆက်လို့မြို့ပေါ်ကိုအတင်းကျပ်ရွှေ့ပြောင်းခံထားရတဲ့စစ်တွေမြို့နယ်မှာရှိတဲ့ကျေးရွာတွေကဒေသခံတွေဖြစ်ပါဗျ။စစ်ကောင်စီတပ်ကသူတို့ရဲရွာတွေအနီးအနားမှာခုခံစစ်အထွတ်ပြင်ဆင်နေအပြင်တိုက်ပွဲတွေလည်းရှိနေတာကြောင့်စစ်တွေမြို့ပေါ်မှာပဲဆက်လက်ခိုးလုံနေကြရတာလည်းဖြစ်ပါဗျ။ဒေါ်အေးမြားလို့အမည်လွဲထားတဲ့ဒုက္ခသည်တယောက်ကတော့ဗျိုင်းဖြူရွာကနေ စစ်တွေမျိုးကဘုံကြီးကျောင်းတစ်ခုကိုလာရောက်ခိုလုံနေတာကိုလာလောက်ရှိနေပါပြီသားသမီးခဏရောက်ပါကျင်းတော့သူ6ရောက်ပါ၊သမီးကလည်းရောက်ပါ။ဒါသမီးခုနှစ်ယောက်ရှိပါတယ်။ကျမတစ်ယောက်နဲ့ဆိုရင်7ယောက်ပေါ့။သမီးက2ယောက်၊သားက9ယောက်ရှိတယ်။သားသမီးတွေနေမကောင်းဖြစ်ရင်ကျမမှာပတ်စံတပြားမှမရှိဘူး။ကြောက်စိတ်ကတမျိုး။သားသမီးနေမကောင်းဖြစ်ရင်ဆေးဝါးကလည်းဝယ်စရာမရှိ။ဘဝကိုအတော်လေးခံစားနေရပါတယ်။ ။သားငယ်လေးကအမေ9နှစ်တနက်စားခြင်းနဲ့ပြောတော့မကြွေးနိုင်ဘူး။ဒေါ်အင်းမြရဲ့ခင်မုန်းကတော့အရခတ်တက်တော်အေးနဲ့ဆက်သွဲတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ထောင်သုံးနေကြခံနေရပါတယ်။လောလောဆယ်နိုင်ငံတကာဖွဲ့စည်းတွေရဲ့အကူအညီတွေလည်းမရတာကြောင့်စစ်ကောင်စီကထောက်ပံ့တဲ့စံတချို့နဲ့ဖြစ်တယ်လို့စားတောက်နေရတယ်လို့ဒေါ်အင်းမြကပြောပါတယ်။စစ်တွေမျိုးဘော်ကနေဘယ်ကူမှသွာလာလို့မရတာကြောင့်အခက်ခဲပိုးပြီးတော့ကြုံနေရတယ်လို့ဥမောင်ကြီးလို့အမည်လွဲထားတဲ့ နောက်ထပ်စစ်ဘေးဒုက္ခတွေတယောက်က RF ကိုပြောပါတယ်ဒီအခါခေတ်တို့ကစောဝနေတိတို့အခါခေတ်ကအမြဲချင်းနေတဲ့ခေါင်းမှာအခက်ခဲကတော့စောဝနေကြီးအတော်လေးအခက်ခဲရှိနေကြတယ်။ဂုံစင်းတို့နေကလည်းအတော်လေးကိုအဆမတန်တက်နေပြီးဝဲလို့တောင်မစားနိုင်တဲ့အဆင့်ထိရောက်နေကြတယ်။လက်ရှိစစ်တွေမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အေအေတို့တိုက်ပွဲတွေဆက်ရှိနေတယ်လို့ယာယီကယ်ဆယ်ရေးစခန်းတွေနဲ့မြို့ပေါ်ရပ်ကွက်တွေမှာစစ်ကောင်စီတပ်ကအစစ်ဆေးတွေပုံများနေတာကြောင့် စိုးရင်ပူပန်နေရတယ်လို့လဲဆိုပါတယ်စစ်တွေမြို့ပေါ်မှာဒုက္ခသည်တွေခိုးလုံနေတဲ့ယာယီစခန်း90ကျော်ရှိပြီးဘုန်းတော်ကြီးကျောင်းတွေမှာအများဆုံးခိုးလုံနေကြရတာလို့ဒေသခံတွေကပြောပါတယ်စစ်တွေမြို့မှာအခြေခံစားတောက်ကုန်တွေအတွက်ရန်ကုန်ကိုအဓိကမိခိုနေကြရပြီးစစ်ကောင်စီကတီးတန့်ခွင့်ပြုထားတဲ့ကုန်သွင်းမော်တချို့ပဲစားတောက်ကုန်နဲ့လောင်စာဆီတွေတည်ယူတင်ပို့ခွင့်ရကြတာပါဒါပေမဲ့အစမတန်ဈေးကြီးတာကြောင့် စပီတို့ခတ်တွေဝယ်ယူစားတောက်ဖို့ခက်ခဲကြတယ်လို့ဆိုပါတယ်ဒေသခံတွေဟာအေးသိမ့်ပိုက်ထားတဲ့နေမြေတွေကိုထွက်ပြေးဖို့ဆန္ဒရှိကြပေမဲ့စစ်ကောင်စီကတားမြစ်ပိတ်ပင်ထားတာကြောင့်စစ်တွေမျိုးပေါ်မှာပဲပိတ်မိတယ်လို့ဖြစ်နေကြရတာလို့ဒေသခံတွေကပြောပါတယ်ရခိုင်ပြည်နယ်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် A တို့တနစ်ကြော်ကြတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီဘေးလူရအိုးရင်ဆုတ်ခွာထွက်ပြေးရတဲ့စပေးဒုက္ခတဲ့6သိန်းကျော်ရှိတယ်လို့ A ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ RFA ရဲ့စီစဉ်တွေကိုဒီမှာပဲရန်နာပြစီမြန်မာပြည်သူပြည်သားများဘေးရန်တွေကင်းဝေးကြပါစေရှင်။